ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုဒီတစ်ပတ်က International Break ပွဲစဉ်နှစ်ပွဲကံပြီးပြီဆိုတော့ International ပွဲစဉ်ကတော့ကျွန်တော်တို့ World Cup Qualify Feature ပေါ့လေကျွန်တော် International Break ပွဲစဉ်တွေကိုကျွန်တော်တို့တွက်တဲ့အချိန်မှာဒါဘယ်လိုမျိုးတွက်လဲဆိုတော့ဒါ Qualify ပွဲစဉ်တွေကို date တွေတွက်တဲ့အခါမှာသူတို့ကတစ်ခါတွေ့တိုင်းမှာနှစ်ပွဲနှစ်ပွဲနှစ်ဘဝဝဲကစားပြီးတော့သူထားတယ်အခု ခြေစစ်ပွဲအောင်ထားတဲ့အသင်းတွေလည်းထွက်လာပြီးအာရှဆုံးခြေစစ်ပွဲတွေက2023ခုနှစ်အောက်တိုဘာ17ရက်နေ့မှာစတင်ခဲ့ပြီးတော့သူတို့ qualify ရဲ့နောက်ဆုံးပြီးမဲ့ date က November 18ရက်နေ့2025ဆိုတော့နှစ်နှစ်တိတိအာရှဆုံးခြေစစ်ပွဲတွေကိုကန်နေ။နောက်တစ်ဖက်ကအာဖရိကကလည်း2023နိုဝင်ဘာမှာစကန်ပြီးသူလည်းနိုဝင်ဘာ25ပေါ့လေအဆုံးသတ်မယ်ပြီးတော့ ကွန်ကာကတ်လို့ခေါ်တဲ့မြောက်အမေရိကက2024မတ်ချ်မှာစတယ်သူတို့ကတော့အင်ရှင်3သိန်းချစ်စပွဲအောင်ထားပြီးတော့ဒါသူတို့လည်းနိုဝင်ဘာ18 25မှာဆုံးမယ်တောင်အမေရိကတိုက်ကလည်းသူတို့ကနည်းနည်းဆိုးတယ်အောက်တိုဘာဆိုတလဆိုးတယ်စက်တင်ဘာ23ပေါ့လေ2023စက်တင်ဘာစပြီးတော့သူတို့ကစက်တင်ဘာ2025မှာအဆုံးသတ်မယ်တောင်အမေရိကကနှစ်ပွဲပဲကြံပြီးတော့ တမုတ်ပြပိုင်းစုံကစက်တင်ဘာ6ရက်2024ကနေသူတို့ကပြီးသွားပြီနယူးဇီလန်အောင်သွားပြီဆိုတော့မတ်လ24မှာတွေကအပြီးသက်ပြီးတော့ဥရောပဘောလုံးဖွဲ့ချုပ် UEFA ကအခုစပြီးတော့တချို့အသင်းတွေစကန်တယ်တချို့အသင်းတွေက3ပွဲလောက်ထိပြီးတဲ့အချိန်မှာချို့ဆို4ပွဲတောင်ပြီးသွားတယ်သူတို့က2025မတ်လ21ရက်နေ့မှာစပြီးတော့သူတို့က2026မတ်လ31ရက်နေ့မှာခြေစပွဲတွေပြီးမယ်ဒါပေမဲ့သူကအဲ့ဒီအချိန်ကျတော့သူတို့ဘာလိချန်လဲဆိုတော့ Nation League နဲ့ playoff လောက်ပဲကျန်နေကျန်တာတွေကစောစောပြီးသွားပြီးတော့ playoff ပွဲစဉ်တွေကို2026 match လာကနေလုပ်မယ်ဆိုတော့ကျွန်တော်အခုလောလောဆယ်မှာအာရှဆုံးက၈နေရာရတယ်ပြီးတော့အပူဝက်တနေရာရတယ်ဒိုင်းရဲ၈နေရာအပူဝက်တနေရာပြိုင်ပွဲဝင်ကအာရှဆုံးကစုစုပေါင်း 46တင်းရှိပြီးတော့8နေရာတိုက်ရဲအောင်ဝင်ရပြီးတော့အပူတဝက်ကပလေးအိုပုံစံကစားရမယ်။အာဖရိကကပြိုင်ပွဲဝင်53နိုင်ငံမှာတိုက်ရိုက်9နေရာထိရပြီးတော့ပလေးအိုတနေရာပါတယ်။ကွန်ကာကက်ဆုံကစုစုပေါင်း6နေရာတိုက်ရိုက် 3နေရာ ancient 3နေရာ total 6နေရာနဲ့ play out အတွက်2နေရာဆိုတော့ကွန်ကာကက်ကမက္ကဆီကိုရဲ့ကနေဒါရဲ့အမေရိကန်ရဲ့က3နေရာယူလိုက်တဲ့ချိန်မှာဂျန်နက်3နေရာကိုတိုက်ရဲထပ်ပေးထားတယ်ဆိုတော့ total 6နေရာရပြီးတော့ play out ကို2နေရာပေးထားပြီးတော့ခွန်မဘောလို့ခေါ်တဲ့တောင်ပရိကတိုက်က10သင်းမှာတိုက်ရဲ6နေရာရပြီးတော့ play out 2နေရာရမယ်ပြီးတော့မှသမုတ်တရားပိုင်းကစုစုပေါင်း17သင်းရှိတယ်တိုက်ရဲ2နေရာပဲပေးပြီးတော့ play out 2နေရာပေးထားပြီးတော့ ဥရောပဘောလုံးဖွဲ့ချုပ်ယူဒီဖာက54နိုင်ငံမှာတိုင်းရင်း16နေရာရတယ်ပြီးတော့မှကျွန်내 player ကတော့စုစုပေါင်းကို player slot ကို6သိန်းဝင်ဝင်ရမယ်အဲ player ကခုနတဝက်တဝက်တဝက်တွေကို total 6သိန်းကနေနှစ်နေရာထွက်မယ်ဆို player ကနှစ်နေရာထွက်မယ် Asian 3နိုင်ငံနဲ့အာရှက7နိုင်ငံ၊အာဖရိက9နိုင်ငံ၊ကွန်ကာကက်က3နိုင်ငံ၊ဒါတောင်အမေရိကက6နိုင်ငံ၊သမုတ်တရာပိုင်းက10နိုင်ငံနဲ့ဥရောပဘလုံးဖွဲ့ချုပ်က16နိုင်ငံအမှန်တိုင်းပြောရင်ဥရောပက17နိုင်ငံလောက်ဖြစ်တဲ့တာ အရင်တည်းကဥရောပ73နေရာရပြီးသားဖြစ်တကယ်တမ်းကျတော့တို့32သိန်းကနေ48သိန်း16သိန်းတိုးသွားချိန်မှာဥရောပ3သိန်းမရတကယ်တမ်းဥရောပအနည်းဆုံးမရတဲ့ဘူးဆိုရင်18နေရာလောက်ရတဲ့တာဒါပေမဲ့တို့ကတွက်လို့ကောင်းလို့16နေရာပဲပြီးထားတယ်ဆိုတော့အခုလက်ရှိမှာခြေစပွဲအောင်ထားတဲ့သိန်းကအာရှဆုံးကအသိန်းတွေက6သိန်းအောင်ထားပြီးပြီ အာရှဆုံမှာခြေစပွဲအောင်တဲ့ထဲမှာအုတ်စုအေးမှာအီရန်နဲ့ဥစဘက်ကစ္စတန်အောင်တယ်အီရန်ကတော့ပြန်ပြီးအောင်ပြီးတော့ဥစဘက်ကပထမဆုံးကြီးအောင်တယ်ဥဇဘက်ကပထမဆုံးကြေအောင်လို့ဆိုပြီးတော့ဥဇဘက်ကစ္စတန်ရဲ့ဘောလုံးဖွဲ့ချုပ်ကနေကစားမတွေအားလုံးကို electric ကတယောက်တစ်စီးစီနဲ့အစီး40ပေးလိုက်တယ် ။ဤပြဖွဲ့ဝင်ရောကစားသမားတွေအားလုံးကိုရွေးရင်းနဲ့ပွဲပြီးမှသူတို့ကွင်းထဲမှာပဲလက်ဆောင်ပေးလိုက်တယ်။ပြီးတော့အောက်စုဘီမှာတောင်ကိုရီးယားချေစပွဲအောင်ပြီးတော့ဂျော်ဒန်လည်းချေစပွဲအောင်နဲ့ဂျော်ဒန်ကတော့ဒါသူတို့၁၀သန်းထိထိပေးမယ်လို့ပြောထားတယ်။အားလုံးကိုပြီးတော့မှအောက်စုစီမှာဂျပန်နဲ့ဩစတြေးလျအောင်နဲ့ဆိုတော့ playoff မှာ UAE နဲ့ Qatar, Iran နဲ့ Oman, Saudi Arabia နဲ့ Indonesia အဲ့6တင်းကို သုံးသင်းသုံးသင်းနှုံးစုခွဲမယ်အုပ်စုပထမရတဲ့တသင်းစီကဓာတ်ရိုက်ထပ်အောင်မယ်ပြီးတော့မှကျန်တဲ့ဒုတိယရတဲ့နှစ်သင်းကပလေးအော်တနေရာအတွက်ထက်ကန်တယ်ဆိုတော့အာဖရိကကအခုလောလောဆယ်အနေထားရအုပ်စု ABC DEFGHIG ဆိုပြီးအုပ်စု၉အုပ်စုရှိတယ်2026ခမပလာပြိုင်ပွဲကိုဓာတ်ရိုက်ချစ်ပွဲ၉နေရာသူတို့အောင်ပါ 9နေရာအောင်ပြီးတော့ဂျန်နာကတော့ play off ပုံစံပဲဆိုတော့အာဖရိကကအုတ်စု A မှာ Egypt ကဘူလလော့ဇယ်မှာ16မှတ်ရထားတယ်ဘူကီနာဖာဆိုက17မှတ်ပဲရပြီးတော့အုတ်စု B မှာ DR ကွန်ဂိုက13မှတ်စင်နီဂိုက12မှတ်ဆူဒန်က12မှတ်အုတ်စု C မှာ South Africa က13မှတ်ရဝမ်ဒါက10မှတ်ဘီနင်က10မှတ်နဲ့နမေဂျီနိုင်ဂျီးရီးယားက9မှတ်ပဲရထားတယ်ဆိုတော့စင်နီဂိုနဲ့ South Africa နဲ့နိုင်ဂျီးရီးယားမှာ6မှတ်တောင်ကွာပြီးတော့ အောက်စုဒီမှာကိဖာဒီက73ကင်မရူးက72ရထားတယ်အောက်စုအီမာတော့မော်ရိုကိုက15မှတ်ရထားတယ်သူကချစ်စပွဲအောင်တလောက်နီးပါးဖြစ်ပြီးတော့တန်ဇန်နီးယားက6မှတ်ရထားပြီးတော့အောက်စု F မှာ Ivory Coast က16မှတ်ဂါဘွန်က15မှတ်ရထားတယ်ဆိုတော့အောက်စု G မှာ Algeria က15 မိုဇမ်ဘီကာ7ပတ်နဲ့အုဆု H မှာတူနီရှားက16နမ်ဘီယာက7နဲ့အုဆု I မှာဖူလိုလော့ဆယ်မှာဂါနာက15မှာဖြတ်ထားတယ်သူတို့ကတိုက်ရိုက်ကြီးပဲ6သိန်းချေစပွဲအောင်သွားမယ်ပြီးတော့မှအုဆုဒုတိယရတဲ့အသိန်း6သိန်းတွေကနေထိဆုံး4သိန်းကသူတို့ playoff ပုံစံမျိုးတက်မယ်ဆိုတော့သူတို့လည်းတော်တော်လေးတော့ chance ကတော်တော်လေးခက်ခဲခဲမယ်နောက်ကွန်ကာကက်ဆိုကတော့အခုလောလောဆယ်မှာသူတို့ကအခုမှဒုတိယအဆင့်ပဲရှိတယ်တတိယအဆင့်ထက်ကန်ရအောင်မယ် အဘလို့ဆိုတော့အမေရိကန်ရဲ့ကနေဒါရဲ့မက္ကဆီကိုရဲ့၃တင်းပြီးသွားတဲ့အချိန်မှာဂျန်နယ်တင်းတွေရဲ့၃နေရာအတွက်ဒုတိယဆင်းကတတိယဆင်းထပ်သွားမယ်ပြီးတော့မှတောင်အမေရိကဆုံကစုစုပေါင်း၁၀သင်းမှာဒိုင်းရိုက်၆သင်းအောင်မယ်ပြီးတော့မှတသင်းပဲကပလေးအိုကန်ရမယ်အခုတော့လောဆယ်မှာအာဂျင်တီးနားနဲ့အက်ဂွေဒိုနဲ့ဘရာဇီးလ်ကခြေစပွဲအောင်သွားပြီးတော့ယူရုဂွေးနဲ့ပါရာဂွေးက၂၄မက်စီနဲ့အောင်လူနီးပါးဖြစ်နေပြီးကိုလံဘီယာက၂၂မက်ကိုသူ့အောက်ကဗင်နီဇွဲလာက၁၈မက်ရထားတယ်ဘိုလီးဗီးယားက၁၈မက်ဆိုတော့ဘိုလီးဗီးယားရဲ့ဗင်နီဇွဲလာ ရဲ့ကိုလံဘီယာရဲ့၃သင်းဒါပေမဲ့ကိုလံဘီယာနောက်တစ်ပွဲနိုင်တာနဲ့သူတို့ပြီးပြီဆိုတော့ဗင်နီဇူလာနဲ့ဘိုလီးဗီးယားကပလေးအော့ပြန်ရမယ်သမုဒ္ဒရာပိုင်းကတော့နယူးဇီလန်အောက်သွားပြီးတော့ ဒါအခုဥယောပဆုံးကတော့ကုလလို့စေတချို့အုပ်စုတွေကံတော်မကံသိဘူးကံထားပြီးသားရှာရှာမအုပ်စုကအခုနော်ဝေးတို့အုပ်စု၄ပွဲကစားနော်ဝေးက7မှတ်ရထားတယ်ဘော့စနီးယားကဒီအုပ်စုမှာ6မှတ်ရထားတယ်အင်္ဂလန်ကဒီအုပ်စုမှာ6မှတ်ရထားတယ်ဒီသင်းတွေကတော့ဒါရာလုံးပြည့်နိုင်ပွဲရထားတာဖြစ်တယ်ဥယောပဆုံးကစုစုပေါင်းအုပ်စု12စုရှိတယ်12စုရှိတယ်ဥယောပဆုံးပေါင်းအုပ်စု12စုရှိပြီးတော့ဒါရိုက်ချစ်ပွဲအောင်လာက12သင်းကအုပ်စုပထမ12သင်းအောင်သွားမယ်သူတို့ကစုစုပေါင်းမှာ16သင်းပဲရတယ်ဆိုတော့ အဲ့အုပ်စုဒုတိယရတဲ့12တင်းက nation league ကလာတဲ့နောက်ထပ်၄တင်းနဲ့ပေါင်းပြီးတော့16တင်းသူတို့ဖြစ်သွားမယ်။အဲ့16တင်းကိုသူတို့ကဘာလုပ်မလဲဆိုတော့ second round မှာ nation league ကလာတဲ့၄တင်းနဲ့ပေါင်းပြီးတော့သူတို့ကဒါနောက်ထပ်၄တင်းအပြေရှာမယ်။ဆိုတော့12တင်းကတိုင်အောင်သွားပြီ။ဆိုတော့ခုနဒုတိယရတဲ့12တင်းနဲ့ nation league ၄တင်းပေါင်းပြီးတော့ total 16တင်းကို၄တင်း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 နဲ့အဲ့ထက်ကနေတင်းတင်းသီးဆိုတော့ play off ပုံစံမျိုးကန်ပြီးတော့တက်မယ်။ ဆိုတော့ဒါကဥယောပစုံရဲ့သွားတဲ့ပုံစံဖြစ်တယ်။အဲပြီးတော့မှပဲဒါအခုလောလောဆယ်နေထားရတောင်အမေရိကစုံပေါ့လေ။ဥယောပစုံနဲ့ဒါကမ္ဘာဖလားချစ်စပွဲအခုလောလောဆယ်မှာချစ်စပွဲအောင်ထားတဲ့အသင်းတွေကိုပြောမယ်ဆိုရင်အာရှစုံကအော်စတြေးလျရဲ့အီရန်ရဲ့ဂျပန်ရဲ့ဂျော်ဒန်ရဲ့တောင်ကိုရီးယားနဲ့ဥစ်ဘက်ကစ္စတန် အင်ရှင်ဖြစ်ကြတဲ့ကနေဒါရဲ့မက္ကဆီကိုရဲ့နောက်တစ်ဖက်ကအမေရိကန်ရဲ့အောက်ပြီးတော့တောင်အမေရိကကခြေစပွဲအောင်တဲ့အာဂျင်တီးနား၊ဘရာဇီး၊အက်ကွေဒေါ်တို့နောက်တစ်ဖက်ကတော့နယူးဇီလန်ကသမုတ်တရားပိုင်းစုံကနေခြေစပွဲအောင်ထားတယ်။ဆိုတော့ဒီနေရာမှာခြေစပွဲအောင်ထားတဲ့အထက်မှာဘရာဇီးကအကြိမ်အများဆုံးနဲ့အကြိမ်တိုင်းအောင်တဲ့အသေး23ကြိမ်ထိအောင်ထားတယ်။ဘရာဇီးကတမိုင်းတစ်လျှောက်မှာကမ္ဘာ့ပလာချင်ပါတဲ့1930ကနေလက်ရှိထိအကြိမ်တိုင်းခြေစပွဲအောင်တဲ့တသင်းတဲတော့အသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းက16ချိန်ထိချေစပွဲအောင်ထားပြီးတော့မက္ကဆီကိုက18ချိန်ချေစပွဲအောင်ထားတယ်။ဒါကတော့အခုလောလောဆယ်ချေစပွဲအောင်ထားပြီးသားအသင်းတွေဖြစ်တယ်။ဆိုတော့အခုလောလောဆယ်အနေထားရတော့ FIFA ရဲ့ World Cup ပြိုင်ပွဲကြီးကိုဒါအခုလောလောဆယ်လက်ရှိအချိန်တွေအရဆိုတနစ်တိတိကျမှဖြစ်ပြီးတော့ American ရဲ့ Canada ရဲ့ Mexico မှာကျင်းပမှာဖြစ်တယ်။ဆိုတော့ဒါကနောက်ဆုံးအဆင့်ချေစပွဲတွေအပြီး World Cup 2026ရဲ့အချိန်တွေဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။